မင်္ဂလာပါဗျာကိုခိုင်း Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ပတ်သက်တဲ့သတင်းတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးနေ့ကျင်းတဲ့သတင်းကတော့ Daily Mail Sport ကဖော်ပြထားတဲ့ Iman Ga နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဇန်နဝါရီပြောင်းရွှေ့ကာလမှာ Chelsea အသင်းကို Iman Ga ဆောရောက်လာမယ်ဆိုတဲ့သတင်းတွေပေါ်ထွက်ခဲ့ပေမဲ့ Chelsea ကတော့ Iman Ga ကိုခေါ်ယူဖို့မယူဖို့သုံးဖြတ်ချက်မချသေးဘူးလို့သိရပါတယ် Chelsea မှာလည်း ခံစစ်ပိုင်းပြဿနာတွေရှိတာမဟုတ်တိုက်စစ်ပိုင်းပြဿနာကလည်းဆက်လက်ကြုံတွေ့နေရတဲ့သဘောမျိုးပါအတင်းမှာအားကိုးဖို့ခေါ်ထားတဲ့တိုက်စစ်ကစားသမား၂ယောက်၂ယောက်လုံးလက်ရှိအချိန်မှာကြောင်ပြောက်နေတယ်လီယန်ဒီလပ်ကဒီပကုံးအစ်စ်လွဲဒံရာကြောင့်၆ဘက်ကနေ၈ဘက်လောက်ထိအနားယူရတော့မယ်တစ်ဖက်မှာလည်းဂျောပက်ဒရိုနဲ့တိတ်ပြီးတော့ပပြေတဲ့ပုံစံမျိုးလေးတွေမြင်နေရတယ်ပေါ့နော်အဲ့တို့ကြောင့် JPO အခုနောက်ဆုံးပွဲတွေမှာ Enzo Morris ကပွဲတော်ခွင့်သိပ်ပြီးမပေးဘူး JP ကလည်း Super Set ပုံစံမျိုးကစားခိုင်းတာပိုကောင်းလိမ့်မယ် သူနဲ့ကိုပါမှာကြားရတဲ့ link က fever club worker တုံးကအရန်ကောင်းမွန်ခဲ့ပေမဲ့ကျွန်တော်တွေပဲကန်ဆိုးတယ်လို့ပြောရမယ်ကိုပါမှာဒဏ်ရာသွားတယ်ဒီချိန်မှာ JP ကသူ့ကို supporting ကောင်းကောင်းလုပ်ပေးနိုင်မဲ့ player မရှိတော့တဲ့အချိန် JP လည်းပျောက်သွားတယ်အခုချိန်မှာ JP သည် JP မဖြစ်တော့ဘူးဗျာဒါပုံဝင်လေးလေးပြောပြတာအဲ့တော့ကျွန်တော်တိုက်စစ်ပိုင်းမှာဖြည့်ရှင်းဖို့အထူးသဖြင့်ဂိုးသွင်းတဲ့စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်မဲ့တိုက်စစ်မှုကောင်းတယောက်တော့လို့တယ်။အီမန်ကလည်း စရဘောမှာပြဿနာတချို့ဖြစ်ထားတဲ့အတွက်ကြောင့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာချယ်ဆီအသင်းကိုရောက်ရှိလာနိုင်ကြတော့ရှိတယ်အဲ့တော့ချယ်ဆီရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲအရာအားလုံးကမူတည်နေတော့တယ်ကျွန်တော်ကတော့အီမန်ကာကိုခေါ်လဲခေါ်သေးခြင်းနဲ့မခေါ်လဲမခေါ်သေးခြင်းဘူးဘာကြောင့်လဲမတ်တဲထိထားတဲ့ကစားသမားတယောက် discipline ပိုင်းရှိထားတဲ့ကစားသမားတယောက်ကချယ်ဆီကိုပြောင်းလာတဲ့အခါကျရင်လည်းဘယ်လောက်ထိကျွန်တော်တို့ဟိုမျောလင်းလို့ရမှာတော့အီမန်ကာကဗျာ အားလင်းဟာလည်းမဟုတ်ဘူးအဲဒါကြောင့်အီမန်ကောကိုကျွန်တော်တို့အချိန်ထပ်ပေးရအောင်မယ်အရှိမလဲ discipline ဘိုင်းကိုတေချာစောင့်ကြည့်လေ့လာနေရတဲ့ GP တို့လို player မျိုးတွေရှိတယ်လက်ရှိအချိန်မှာတောက်လျှောက်အနီတွေကြီးပဲထိထားတာကျွန်တော်တို့အသိရအဲ့တော့အီမန်ကရောက်လာတဲ့အချိန်မှာလဲ Chelsea ဂိုးသွင်းဖို့အတွက်လိုအပ်နေတဲ့ပြဿနာကိုချက်ချင်းဖြေရှင်းဖို့အတွက်မလွယ်ဘူးပေါ့နော်ဒါကျွန်တော်ကအီမန်ကကိုမရောက်စေချင်တဲ့အပိုင်းကိုပြောတာပါအဲ့တော့ရောက်စေချင်တဲ့အပိုင်းကြောင့်လဲ strap ပေါ်မှာသူအစင်ရှစ်လျှောက်မပြေတော့တဲ့အခါအရန်ကုန်မှာပဲထိုင်နေရမှာ ။ဒါဆိုဒီကစားသမားရဲ့စွမ်းဆောင်ရည်ပိုင်းတွေက ပွဲမကစားရလီကျသွားမှာပဲ။ Chelsea ကဒီပြဿနာတွေကိုတစ်ဖက်မှာလည်းပြေလည်ဖို့အတွက်ကို့အသင်းမှာလည်းတတော်တနေရာကအဆင်ပြေဖို့အတွက်အီမန်ကောစောလျင်စောသွားခေါ်လိုက်တာလည်းမစိုးဘူးလားပေါ့နော်။ကန်ကောင်းလို့အသင်းနဲ့စောစီးအံဝင်သွားရင်လည်းကျွန်တော်တို့အတွက်အမျက်တော့ထွက်ပါတယ်။ဒါအပြင်ရွေးချယ်စရာလည်းပိုပြီးများပြားသွားနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့လက်ရှိချိန်မှာအီမန်ကောကိုခေါ်ယူရေးမခေါ်ယူရေးက ရိသတ်တယောက်အနေနဲ့ဆိုရင်တော့မှဝိဝါဒတိတ်ပြီးတော့မကွဲဘူးပေါ့နော်ကျွန်တော်ညီကိုတွေရောအီမန်ကာကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာတော်လင်းစောစောခေါ်ယူသင့်မခေါ်ယူသင့်ဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်ခင်ဗျာကျွန်တော်ဒီတကဆက်လက်ဆွေးနွေးရမယ့်တင်ရတော့ဒီညအရှင်ပြိုင်မဲ့အတလန်တာနဲ့ပွဲမှာကိုးပါမှာပါဝင်ဖို့မပါဝင်ဖို့မသေးကြတဲ့သတင်းပဲဖြစ်ပါတယ်ဆိုတော့ပါဝင်နိုင်ပွဲမရှိဘူးဆိုတဲ့သဘောကပါဝင်လဲပါဝင်လာနိုင်တဲ့သဘောမျိုးပေါ့နော်။ဘာကြောင့်လဲဆိုတော့ချက်စီအသင်းကကိုပါမာကိုလေးကျင်ရေးအစီအစဉ်မှာ မပါဝင်စေခဲ့ပဲအနာပေးထားခဲ့ပါတယ်။ဒဏ်ရာပြစ်ဒဏ်ကြောင့်မဟုတ်ပဲ evidence နဲ့ပွဲတင်အတွက်ကြန့်ခိုင်မှုပြေဝနေစေဖို့အနာပေးထားတာပါ။အဲ့တော့ပြောမရဘူးပေါ့နော်။တချို့ အခြေအနေမျိုးတွေကလည်းလေ့ကျင့်ရေးမှမပါဘူးဆိုပေမဲ့တကယ်ပွဲထွက်လာတဲ့အခါကျရင်ပါလာတာတွေရှိတယ်။ Atlanta နဲ့ပွဲတင်မှာကျွန်တော်တို့မနိုင်ရတယ်ဒါပေမဲ့ရှုံးလို့မဖြစ်ဘူးအခု Chelsea team မှာကိုးပါမှာမပါဝင်နိုင်တဲ့ situation ကိုဖြေရှင်းလို့ရတဲ့အခြေအနေတွေတော့မြောက်များစွာရှိနေတယ် အလဲတတဲ့မှာအစတီဗာကိုထည့်လို့ရတယ်။ဒါ့အပြင်ပက်ဒရိုနက်တိုနံပါတ်9နေရာမှာထားလို့ရတယ်။ GPU နောက်မှာထားလို့ရတယ်။စသဖြင့်ပေါ့လေ။ရွေးချယ်မယ်ဆိုရင်တော့အများကြီးရှိတယ်။ဒါပေမဲ့ပြေဆုံးလုံလောက်မှုရှိလားဆိုရင်တော့မလုံလောက်ဘူး။နံပါတ်10နေရာမှာကိုပါမားလို့ကစားနိုင်တဲ့ကစားသမားမျိုးကချယ်စီမှာဗျာ။တယောက်မှမရှိဘူး။အဲ့တို့ကြောင့်အတ္တလန်တာကိုအင်အားချိနေစွာနဲ့ကစားလာမဲ့ပုံစံမျိုးပါ။လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေက ပါမောက်အနာပေးတဲ့ဘာညာဆိုတာလည်းဖြစ်တင်ပါတယ်ဒါတော့မဖြစ်တင်လို့လုပ်တဲ့ကိစ္စမဟုတ်ပါဘူးပါမားရဲ့ပေါင်ချန်တန်ရာပြဿနာကိုချယ်စီကတိတိပပလည်းဘာမှလည်းမပြောတော့ဘူးမထုတ်ပြန်တော့ဘူးအခုနောက်ဆုံးကစားရတဲ့ပွဲနှစ်ပွဲကိုကြည့်တာလည်းကျွန်တော်တို့ကတော့ဂျင်းနဲ့အာယာမူတိတ်မရှိဘူးကိုပါမားပုံစံပြန်မမြင်ရသေးဘူးဆိုတော့အက်တလန်နဲ့ပွဲတွေမှာမပါလာဘူးပဲများပါတယ် evidence နဲ့ပွဲရလဲအရေးကြီးပါတယ်ပွဲစဉ်တိုင်းကအရေးကြီးတယ်ဗျအဓိကကိုကန်ဂျမကိုဖန်တီးတာဒါပဲကျွန်တော်တို့အခုဖန်တီးလိုက်တဲ့ကန်ဂျမကျွန်တော်တို့စိုက်ပြိုးလိုက်တဲ့စဘာကိုကျွန်တော်တို့ပြန်ရိတ်သိမ်းရတာပဲအဲ့တော့ကြောင့်ဒီညပွဲစဉ်မှာပါမမပါဝင်နိုင်ဘူးကတော့အခြေအနေများပါတယ်ခင်ဗျ ုတ်ကဲ့ကျွန်တော်ညီကိုရီအနေနဲ့ဘောလုံးမကစားခြင်းနဲ့ဆိုရင်တော့ senior တော့ချက်စီမှာ iback ခွင့်ရှိကို၅ဒလုံးမင်းစ်နဲ့မောင်ငါးချောက်တို့ကိုမမတိယူနီဖီအဖို့သူကြီးနဲ့ညွန်ကြီးစွာကစားလို့ရပါတယ်အသေးသေးသေးခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 893 18 380မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ကျွန်တော်နောက်ဆုံးသတင်းခြင်းနဲ့သတင်းကတော့ကျွန်တော် Chelsea အသင်းကကျွတ်တင်ခေါ်ယူထားတဲ့ Sporting Lisbon တောင်မန်ကစားသမား Giovanni Quinta ရဲ့ဒဏ်ရာပြဿနာသတင်းပဲဖြစ်ပါတယ်။မူရင်းသတင်းမြစ်ကတော့ Portuguese ဘက်ကသတင်းမြစ်ဖြစ်တဲ့ Record ကပါ။ အဲ့တော့ Giovanni Quina ကညာဘက်ခြေချောင်းမှာအယိုးကျိုးတဲ့ဒဏ်ရာခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်နှစ်လခန့်အနားယူရတော့မယ်လို့သိရပါတယ်ကျွန်တော်တို့ခြေသီးမှာလည်းအဲ့လိုကန်တရားဘယ်တော့မှမျက်နှာသာမပေးဘူးဘယ်တော့ခါမှကျွန်တော်တို့မျက်နှာသာပေးရင်လည်းမပြောတတ်တော့ဘူး Giovanni Quina ကိုမျော်လင့်နေပေါ့နော်ခြေသီးတင်းကိုရောက်လာတဲ့အခါကျရင်အရှင်ဟုန်ကောင်းကောင်းနဲ့ Patronato ကိုဖိအားပေးနိုင်တယ်အခု right wing တနေရာမှာဗျာ Stevenly ကောင်းလာပေမဲ့လည်းကျွန်တော်ကတော့ ဘာစလိုနာဘွဲတင်ကပြတ်တက်သွားတဲ့ခြေသွမ်းပိုင်းရလွှဲဂျန်နဲ့ဘွဲတင်ကအရင်အားရစရာတော့မမြင်သေးဘူးအဲ့ဒါကြောင့် Giovanni Quinna လာရင်ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်မယ်ဆိုပြီးအားခဲထားကမှဒီခြေချောင်းယိုချိုးဒဏ်ရာကြောင့်ကျွန်တော်တွေကဒီသားသမားကိုအနည်းငယ်စိုးရင်ကြောင်းကြသွားနဲ့စောင့်ကြည့်နေရတော့မယ်ခြေချောင်းယိုချိုးသွားတဲ့အခါပြန်ပြီးတော့ကောင်းမွန်လာတဲ့ဆိုရင်တော့မှအရင်တော့ခြေသွမ်းပိုင်းပြန်ရပါအောင်မလား injury prone ဖြစ်သွားမလားဆိုတာတစ်ချက်စောင့်ကြည့်ရမှာပါဘာမှမကြည့်နဲ့ Wesley Fofana ကိုပဲကြည့်ပါ Fofana ဒီ အသက်20ဆွဆွအရွယ်လောက်ခရေကစတောက်တာဗျကျွန်တော်ထင်တယ်16နှစ်လောက်မှာတည်းကစိတ်အဒီယန်ကြီးကနေလက်စတာကခေါ်လိုက်တာနဲ့တူတယ်အဲ့တော့ချင်မချိုးသေးဘူးချင်မချိုးသေးတဲ့အချိန် ဝက်စလီဖူဖာနာသည်ရှက်ရှက်တောက် CB ကစားသမားတစ်ယောက်ဖြစ်ပါတယ်ခြေချိုးပြီးတဲ့နောက်ပိုင်းမှာအဲ့ခြေချိုးတဲ့ဒဏ်ရာကြောင့်မဟုတ်ပဲသူကြန့်ခိုင်မှုတိတ်မပြေဝတော့တဲ့ပုံတရံနေမြင်တွေ့ရတဲ့အတွက်ကြောင့်ခြေချောင်းယိုးကျိုးတယ်ဆိုရင်ကျွန်တော်ကတော့နည်းနည်းလေးတော့လန့်နေပါတယ်ဒါပေမဲ့အသေးသေးအချက်လက်တွေမတည်သေးတဲ့အတွက်ကြောင့်အရင်တော့မစိုးရိမ်စေချင်ဘူးချေချောင်းကျိုးတာဘယ်လိုမျိုးကျိုးတာလဲဆိုတဲ့အပိုင်းလေးတွေကျွန်တော်ဆက်လေ့လာပြီးတော့ဖော်ပြပေးပါအောင်မယ်။လောလောဆယ်ကတော့ဒီလောက်နဲ့ပဲခဏတာရန်နာပြရသည်ခင်ဗျ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။